မင်္ဂလာပါခင်ဗျာမိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေလို့ရှိဥစွာနှုတ်ခွန်းဆက်တာမေတ္တာပို့သအပ်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုမှာတော့မိဘကျေးဇူးနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဣတိဝတ်ပါဠိတော်စတုကနိပတ်တပ္ပမကတုံးမှာမြတ်စွာဘုရားကအခုလိုဟောကြားထားပါတယ်မိဘတွေကိုချစ်ခင်မြတ်လို့တန်ဖိုးထားပြီး ဂယုတဆိုင်ပြုစုစောင့်ရှောက်ကြတယ်။ကိုတက်နိုင်တဲ့အတိုင်းအတာနဲ့မိဘတွေကိုစိတ်ချမ်းသာအောင်ထားတယ်။ဒီလိုသားသမီးမျိုးကိုအလွန်အင်မတန်မှကန့်ထူးတဲ့သားသမီးတွေလို့ခေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကမြန်မာနဲ့အတူနေခွင့်ရတဲ့သူအိမ်ဦးနှက်တွေနဲ့အတူနေခွင့်ရတဲ့သူလက်ဦးဆရာနဲ့အတူနေခွင့်ရတဲ့သူ အလူခံပုဂ္ဂိုလ်ထူးနဲ့အတူနေခွင့်ရတဲ့သူဖြစ်လို့ပါဒီနေရာမှာမြန်မာအိမ်ဦးနဲ့လက်ဦးဆရာနဲ့အလူခံပုဂ္ဂိုလ်ထူးဆိုတာကမိဘတွေကိုရည်ညွှန်းထားတဲ့စကားလုံးပဲဖြစ်ပါတယ်မိဘတွေဟာဒီပုဂ္ဂိုလ်လေးဦးနဲ့တူတယ်လို့ဆိုလိုတာပါမြန်မာတို့အိမ်ဦးနဲ့တို့ဆိုတာမျက်မျက်တဲ့သူတွေဖြစ်လို့ သူတို့ကိုရိုးရိုးသေးသေးဂယုဆိုင်ပူစောတက်တဲ့သူတွေကို ပြန်ပြီးတော့ကြည့်ရှုဆောင်ရှောက်တတ်ပါတယ်။လက်ဦးဆရာဆိုတာကလည်းငယ်စဉ်တောင်ကြီးကလေးဘဝကစလို့အိုမင်းနဲ့အထိကောင်းကျိုးဖြစ်ထွန်းမဲ့အရာတွေကိုလမ်းညွန်ပြသပြီးမကောင်းမှုတွေမလုံးမိအောင်အတားဆီးတတ်အန်တရာတွေကို ကာကွယ်ပေးတတ်ပါတယ်။အလိုခံပုဂ္ဂိုလ်ထူးဆိုတာကတော့ တစ်ကြိမ်တစ်ခါလောက်လူတန်းခွင့်ရလိုက်တယ်ဆိုရင်ပဲပိစုပန်တန်တရာကောင်းကျိုးဒုက္ခတွေကို ဖြစ်စေတတ်တဲ့ဖရာယဟန္တာပိစိကဗုဒ္ဓဆတဲ့အကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးကိုဆိုလိုပါတယ်ဒီနှစ်ခေတ်မှာလူတိုင်းကအကြောင်းအမျိုးမျိုးကြောင့်မိဘတွေနဲ့အတူတူနေခွင့်မရကြပါဘူးကံကောင်းတဲ့သူအချို့သာနေခွင့်ရကြတာပါ တကယ်လို့မိတ်ဆွေကမိဘနဲ့အတူတူနေခွင့်ရနေသေးတယ်ဆိုရင်မိတ်ဆွေဟာအယံကန်ထူးတဲ့ပုံကို ဖြစ်တယ်လို့မှတ်ယူလိုက်ပါ။ဘာကြောင့်လဲဆိုတော့အပေါ်မှာပြောခဲ့တဲ့အတိုင်းမိဘဆိုတာဗျာမာအိမ်ဦးနဲ့လက်ဦးဆရာအလူခံပုံကိုထူးနဲ့တူလို့မိဘကိုပြုစုလုပ်ကြွေးတာဟာအဲ့ဒီပုံကိုလက်ဦးကိုပြုစုလုပ်ကြွေးတာနဲ့အတူတူပဲဖြစ်တဲ့အတွက်ကြောင့် ကောင်းကျိုးဒုက္ခတွေကို ရရှိစေတတ်လို့ပဲဖြစ်ပါတယ်။မိဘတွေဟာသားသမီးတွေရဲ့အပေါ်အယံကိုကျေစုများပါတယ်။ဘာကြောင့်လဲဆိုတော့သားသမီးတွေကိုအသက်အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးရတဲ့ကြည်ပြင်းလောက်အောင်ကျွေးမွေးဆောင်ရှောက်တတ်ကြတယ်။ကမ္ဘာလောကကြီးနဲ့လည်းထိတွေ့ခွင့်ပေးရတဲ့စသဖြင့်မိဘကျေစုတွေက ြောလို့မကုန်နိုင်အောင်တကယ်ကိုများပြားပါတယ်။မြတ်စွာဘုဒ္ဓမိဟပိတာအနန္တငါတဘာဝင်ပါကြီးမားလာသည့်ဖမိမေတ္တာလို့ကျွေးညာသမိသားအလိမ်မာတဲ့ဒီကဗျာကတော့မိဘဆိုတာအနန္တခိုင်းဝင်တဘာဖြစ်ပြီးအဲ့ဒီကျေးဇူးကြီးမားလာတဲ့မိဘတွေကိုလို့ကျွေးနေသူဟာ သာသမိအလိမ်မာတွေဖြစ်ကြတယ်လို့ ဗုဒ္ဓမြတ်စွာဘုရားကဟောကြားခဲ့တယ်ဆိုတာကို ပြောချင်တာပါ။တဘာဝကြကြစဉ်းစားမယ်ဆိုရင်သာသမီအလိမ္မာလို့အချင်းမခံရသည်ဖြစ်စေမခံရသည်ဖြစ်စေဂျေစုတိတ္တလူဖြစ်မယ်ဆိုရင်မိဘတွေကိုဂျေစုပြန်ဆက်ရမယ်တာဝန်ကျွန်တော်တို့အားလုံးမှာရှိကြပါတယ်။ဆိုတော့မိဘဂျေစုကိုဘယ်လိုပြန်ဆက်ရမလဲဆိုတာကို ဗုဒ္ဓစာပေကျမ်းကမှာလာရှိတဲ့အတိုင်းလင်္ကာလေးနဲ့ရှင်းပြပြရစီခင်ဗျာမိဘဂျေစုအခြေဆက်ဤအလူမဲ့ညာမိဘနှစ်ပါအလူပွားအောင်လုပ်ရမည်သီလမဲ့ညာမိဘနှစ်ပါသီလပွားအောင်လုပ်ရမည်တုဒ္ဒမဲ့ညာမိဘနှစ်ပါတုဒ္ဒပွားအောင်လုပ်ရမည် ပညာမေညာမိဘနှစ်ပါးပညာပွားအောင်လုပ်ရမည်တဲ့ဒီလင်္ကာရဲ့အထိပ္ပယ်ကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင်မိဘတွေကို အကောင်းဆုံးကျေးဇူးဆက်နိုင်တဲ့နည်းလေးနည်းကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်1ကအလူဒါနအားနည်းတဲ့မိဘတွေကို အလူဒါနလှုပ်ချင်လာအောင်တိုက်တွန်းရပါမယ်မိဘတွေအလူဒါနလှုပ်ချင်လာတဲ့အခါ အတတ်နိုင်ဆုံးစ조사ပြီးထောက်ပံ့ပေးရပါမယ်။ဆပ်ပုတ်တင်လုပ်ပေးရပါမယ်ခင်ဗျာ။မိဘတွေကိုအလူဒါနလုပ်ဖြစ်အောင်တိုက်တွန်းနှိုးဆော်မှုထောက်ပံ့မှုတွေလုပ်ရတဲ့အကြောင်းရင်းကတော့အလူဒါနဆိုတာဒီဘဝမှာလဲလူချစ်လူခင်ပေါ်များစေတတ်တဲ့တမလွန်ဘဝမှာလဲခြံချမ်းသာသာနေထိုင်နိုင်အောင်လုပ်ပေးတတ်တဲ့အရာဖြစ်လို့ပါ။မိဘတွေကို အလူဒါနလုံးနိုင်အောင်စီစဉ်ပေးတာဟာဒီဘဝမှာသူတို့အတွက်လူချစ်လူခင်ပေါ်များစေပြီးတမလွန်ဘဝမှာလည်းသူတို့ကိုချမ်းချမ်းသာသာနေထိုင်နိုင်အောင်ပြုလုပ်ဖန်တီးပေးခြင်းပဲဖြစ်ပါတယ်။သီလမရှိတဲ့သူဟာ လူပုံအလဲမှာရဲရဲဝံ့ဝံ့ဝင်ထွက်သွားလာတာမျိုးကိုလုပ်ရမှာအယံကိုဝန်လေးတတ်ပါတယ်။သီလရှိတဲ့အောင်ဟန်ဆောင်မှန်တင်းပြီးပရိသတ်ကြားတယ်ဝင်မဲဆိုရင်တော့မှ စိတ်လွန်ခြုံမှုကိုခံစားရမှာမဟုတ်ပါဘူး။သီလမရှိတဲ့အတွက်ကြောင့်ဒီဘဝမှာလည်းအန္တရာယ်များပြီး နောက်ဘဝမှာလည်းကိုယ်လက်အင်္ဂါတွေမပြည့်စုံတာမျိုးလူမှုရေး၊စီးပွားရေး၊ကြံစည်လှုပ်ဆောင်သမျှအရာမထင်တာမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့မိဘတွေကိုကျင့်သီလအားနည်းနေခဲ့မယ်ဆိုရင်ကောင်းမြတ်တဲ့ကိုကျင့်သီလတွေကို ဖြစ်ကျင့်နိုင်ဖို့ပတ်ဝန်းကျင်ကောင်းအခြေအနေကောင်းတွေကိုဖန်တီးပေးရပါမယ်။ဒီလိုဖန်တီးပေးလိုက်တာဟာမိမိတို့ရဲ့မိဘတွေကို လူပတ်ဝန်းကျင်အတိုင်းဝိုင်းအလယ်မှာယုံကြည်မှုရှိရှိဝင်ထွက်သွားလာနိုင်အောင်ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ဒါ့အပြင်တန်ត្រာမှာကျင့်လက်ဖြတ်သန်းတဲ့အခါမိဘတွေကိုသက်ရှိချမ်းသာခြင်းတွင်ပြည့်စုံအောင်ဖန်တီးပေးတာဖြစ်လို့ မိဘတွေကိုအကောင်းအဆုံးကျေးဇူးဆက်ခြင်းပဲဖြစ်ပါတယ်။ဒါကဒုတိယကျေးဇူးဆက်နည်းပဲဖြစ်ပါတယ်။မြတ်စွာဘုရားသဘောကျတဲ့တတိယကျေးဇူးဆက်နည်းကတော့လောကီလောကုတ္တရာဘ ഹു လူတအာနေတဲ့မိဘတွေကိုဘ ഹു လူတတွေတိုးပွားလာအောင် ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်။ဒီနေရာမှာအဓိက ပြောချင်တာကလောကုတ္တရာဘ ഹു လူတပါမိမိတို့ရဲ့မိဘက ဘာသာရေးဗဟုသုတအားနည်းနေမယ်ဆိုရင်ဘာသာရေးနဲ့ပတ်သက်တဲ့အတွေးအမြင်အယူဆဗဟုသုတတိုးပွားစေဖို့ဖြည့်ဆည်းဆောင်ရွက်ပေးရပါမယ်။မိဘတွေကိုဓမ္မဗဟုသုတတိုးပွားအောင် လုပ်ပေးမယ်ဆိုရင်တော့မိတ်ဆွေဟာမိဘကျေးဇူးကိုအကောင်းဆုံးပေးဆက်နေသူပဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်၄ဖြစ်တဲ့နောက်ဆုံးကျေးဇူးဆန္ဒကတော့ဓမ္မနဲ့ပတ်သက်ပြီး အသိပညာအားနည်းနေတဲ့မိဘတွေကိုအေးအေးချမ်းချမ်းတရားအားထုတ်နိုင်အောင်တရားအသိဉာဏ်တွေတိုးပွားလာအောင်လုပ်ပေးနိုင်မယ်ဆိုရင်တော့အကောင်းတကအကောင်းဆုံးကျေးဇူးဆက်ခြင်းပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဓမ္မအသိဉာဏ်ရှိမှနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာပဲဖြစ်ပါတယ်။ဓမ္မအသိဉာဏ်ဆိုတဲ့ပညာဟာနိဗ္ဗာန်နဲ့တိုက်ရိုက်ပတ်သက်နေပါတယ်။ဒါကြောင့် မိဘတွေကိုဓမ္မအသိဉာဏ်မျက်လုံးတွေပွင့်လင်းသွားအောင်လုပ်ပေးဖို့ကျွန်တော်ရဲ့မိတ်ဆွေများကိုအကြံပေးတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာအခုပြောပြခဲ့တာတွေကဖျားအလိုတော်ကြကျေးဇူးရှင်မိဘနှစ်ပါးကိုကျေးဇူးဆက်တဲ့ဤပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများလည်းမိဘကျေးဇူးဆက်ခြင်းနဲ့ဆိုရင်တော့အခုပြောခဲ့တဲ့နီလန်အတိုင်းလိုက်ပါလှူဆောင်ကျေးဇူးဆက်နိုင်ပါတယ်ဆိုတဲ့အကြောင်း အသည့်ပေးနိုးဆော်လိုက်ရပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းမချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ